ဝင်းငွေပေါ်မှာအမြဲတမ်းရလာတဲ့ဝင်းငွေကိုအမြဲတမ်းကိုယ်စိတ်ထဲကလေးပိုင်းပိုင်းထားပြီးတော့တပုံးကို စုဆောင်းငွေဖြစ် emergency ထားရမယ်တပုံးကိုပဲစားသုံးရမယ်ဂျန်နဲ့နှစ်ပုံးကအရင်နေ့လုတ်ပြီးတိုးပေါင်းအောင်လုပ်ရမယ်ဆက်ဆက်ပြရအဲ့လိုလေးပုံးပုံခိုင်းတကယ်ကတော့မြန်မာလူမျိုးတွေဟာဒီဆင်းရဲမွဲတေနေခြင်းဒီအတုံးနဲ့အဖြုံးကိုနားမလည်ခြင်းကလည်းအဓိကအဲ့ဒါကြောင့်မို့လို့စီးပွားသိပ်ပြီးတော့မဖြစ်ဘူးတချို့လဲကိုယ်ဝင်းငွေကဘယ်လောက်ရှိသလဲရှိတာမသိဘူးမသိတော့သူများနေသူကားဝယ်စီးတယ်ဝယ်စီးတော့ ကားကိုလည်းပဲကားကထွက်နေတာသူမမြင်ဘူးလေဟိုနာဒီနာသွားလိုက်ကိုကားလေးနဲ့ကိုဆိုဟန်ကြနေတယ်ဆိုသွားတယ်သို့တော့အဲ့ဒီဟန်ကြနေတာပတ်ဆံမော်သွားတယ်ဆိုတော့ तू မသိဘူးမသိတော့နောက်ပိုင်းကျဘာဖြစ်တုံဆိုဒါတွေကိုကာမိအောင်မလုံနိုင်တဲ့အတွက်ကြောင့်လုံပါပါသွားရှောင်းပြလေရတဲ့အနေထားမတွက်တတ်တာကိုပြောတာတွက်တတ်ရမယ် ။ဘာပဲဖြစ်ဖြစ်တွေ့ရတနေ့ဝင်ငွေကဘလောက်ရှိတယ်။အသုံးတာဘလောက်ကိုယ်ကကြံသလားမကြံဘူးလားဒါတွေကိုနေ့စဉ်နဲ့အမြတ်တွက်တတ်ရ။မတွက်တတ်ဘူးဆိုလို့ရှိရင်ဒီဆင်းရဲတွင်နဲ့နေပါခုနမြတ်စွာဘုရားဟောတယ်လို့ပဲတပုံကိုအများန်းဖဲ့ထားနှစ်ပုံကတိုးပွားလောက်အောင်လှုပ်ဖို့လှုပ်တတ်ရ။ကြံတဲ့တပုံပဲစားစားတဲ့ထဲရပဲလှူမြတ်စွာဘုရားဒီလိုဆိုတာနော်။အခုကတော့မဟုတ်ဘူး၄ပုံပုံရင်၅ပုံတော့စားတယ်။ကြံတဲ့တပုံကကျွေးပမာပို့ပြီးတော့လှုပ်တာအဲ့ဒါကြောင့်မို့လို့ပမာတွေကစီးပွားရေးမဖြစ်ကြဘူးတိတ်ဆင်းရဲသွားကြတယ် အများစုကိုပြောတာနော်ချမ်းသာတဲ့လူမရှိဘူးလို့ပြောတာမဟုတ်ဘူးအချိန်ကြီးကောင်းတဲ့လူကချမ်းသာအကယ်၍သာဒီအတိုင်းလုံးလို့မချမ်းသာဘူးဆိုတော့ကျွေးမတင်ဘူးအဲ့ဒီပုဂ္ဂိုလ်ကရသော်ဘုရားစကားအတိုင်းလိုက်နာမယ်ဆိုဘယ်တော့မှကျွေးမတင်